မင်္ဂလာပါကချွန်ဝိဖ်တရင်ဌာနကအပတ်စဉ်တရင်လာနေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်တော်မယ့်တရင်အစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေ့စဉ်ထူးခြားတရင်တွေကိုတင်ဆက်ပေးသွားမယ်။တရင်အစီအစဉ်တင်ဆက်သူမယ်ဆံမယ်ဖြစ်ပါတယ်။ စစ်ကောင်မရှင်ကဒီကနေ့မနက်9:00နာရီလောက်မှာရှမ်းပြည်နယ်မြောက်ပိုင်းနမတူမြို့ရင်းကိုပေါင်900လင်းဘုံကျဲခဲ့တဲ့အတွက်ပုံဘာယုံကျောင်းအင်းမှာရှိတဲ့နေအိမ်ပေါ်ကြားရောက်ပောက်ကွဲခဲ့ပြီးအမျိုးသမီး3ဦးနဲ့အမျိုးသား2ဦးတေဆုံးခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တအူးကပြောပါတယ်။ အမျိုးသမီးတအူအမျိုးသားတအူပွဲချင်းပြီးတည်ဆုံသွားတယ်။တည်ဆုံသူအမျိုးသားကအသက်80ဝန်းကျင်ကလထိုင်မော်ထိုင်ရင်နဲ့နေနေတည်ဆုံသွားတာတွေ့ရတယ်။ခေါင်းတချမ်းမြင်မကအောင်ပျက်စီးသွားတာတွေ့တယ်။နောက်ထပ်အမျိုးသမီးတအူကဆေးရုံသွားတဲ့အချိန်မှာပဲတည်ဆုံသွားတာ။ကလေးတယောက်လည်းအပြင်းထန်ဒဏ်ရာရတယ်ဗျာလို့သတင်းရင်းမြစ်ကပဲပြောပါရတယ်။ဒါပြင်ဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့နောက်ထပ်အမျိုးသမီးတအူလည်းထပ်မံတည်ဆုံသွားတဲ့အတွက်တည်ဆုံသူ၄ဦးအထိရှိလာပြီလို့သိရပါဗျ တန်ရရတို့ကိုဦးထပ်မနေရှိပြီးနေအိမ်က၅လုံးလောက်လုံးဝပျက်စီးသွားတဲ့အပြင်ဘုံပေါက်ကွဲမှုအရှိန်ကြောင့်ထိခိုက်ပျက်စီးခဲ့တဲ့အခြားနေအိမ်တွေလည်းရှိနေတယ်လို့ဒေတာတွင်သတင်းရင်းမြစ်တအူကပဲပြောပါရယ်။နမ်မတူမျိုးဟာ PSLF DNL ထိန်းချုပ်ထားတဲ့မျိုးဖြစ်ပါတယ်။စစ်ကောမရှင်က PSLF DNL ထိန်းချုပ်ထားတဲ့မျိုးတွေကိုပြန်လည်ရရှိဖို့ထိုးစစ်ဆင်နေတာဖြစ်ပြီးမနေ့ကပဲကြောင်မဲမျိုးကိုစစ်ကောမရှင်ကပြန်လည်သိမ်းပိုက်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒေတာခံပြည်သူတွေရဲ့သဘောဆန္ဒမှာပါပဲချင်းနှင်းမြေအတွင်းရွှေလုံငန်းလုံဆောင်ခွင့်ပေးခဲ့တဲ့စကိုင်းတိုင်းမင်ကိမြို့နယ်ကသက်ဆိုင်ရာတော်လိုင်းရဲ့အဖွဲ့အစည်းတွေကိုဒေတာခံတွေကဒီကနေ့ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်လို့သိရပါဗျာ။ ဒေတာခံပြည်သူတွေသဘောမတူဘဲမင်းကင်းမျိုးနယ်ပကဖနဲ့တန်ရင်တွေပေါင်းပြီးတော့မြေယိုအောက်ပိုင်းဒေတာနောင်ပြည့်ကျေးရွာအနေချင်းမြစ်ထဲရွှေမျိုးမောင်းနာကိုပြည်သူတွေကကန့်ကွက်ကြောင်းပါလို့စနားပြကန့်ကွက်ရမှာပါဝင်ခဲ့တဲ့အမျိုးသားတအူကဆိုပါတယ်ရွှေမျိုးလို့ဖို့အတွက်စီပွားရေးဓမ္မတွေကို NUG အစိုးရမင်းကင်းမျိုးနယ်ပကဖပါအဖနဲ့တန်ရင်တပ်ဖွဲ့တွေကလုတ်ပိုင်းခွင့်ပေးခဲ့တာလို့ ဆန္ဒပြသူတွေကပြောပြပါဗျ။လောင်ပြေကျေးရွာအနီးချင်းနှင်းမြင့်အတွင်းရွှေမော်တွေလှုပ်ဆောင်တဲ့အတွက်မြောက်ပိုင်းကျေးရွာတွေမှာထိခိုက်မှုတွေရှိလာမှာကိုလည်းစိုးရိမ်နေကြတာလို့သိရပါဗျ။ဒေတာခန့်တွင်ရဲ့တဘောခံယူချက်မပါဘဲရွှေတူးပေါ်လာတဲ့လှုပ်ဆောင်မှုတွေပေါ်ကန့်ကွက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်လို့ဆိုပါတယ်။ စကိုင်းတိုင်းကပ်မလူမြို့နယ်မှာရှိတဲ့စစ်ကောင်မရှင်လက်အောက်ခံပြူစောထီကင်းတဲ့တခုကိုတော်လိုင်းရင်အင်အားစုတွေကတနက်ရှစ်ချက်ဖောက်ပြီးမနေ့ကညာ၁၀နာရီဝန်းကျင်မှာတင်ပိုက်ခဲ့တယ်လို့သိရပါတယ်။ကပ်မလူမြို့နယ်ထန်းကုန်းနဲ့ဓမ္မင်ကြားမှာရှိတဲ့အုံတော်ရွာမှာပြူစောထီအင်အား၈ယောက်လောက်ကင်းဆောင်နေတဲ့ကင်းတဲ့ကိုတင်ပိုက်ခဲ့တာဖြစ်တယ်လို့ကပ်မလူခရိုင်လို့ရှားရေးတက်ဒုသက်ရင်မှုပူပိုင်ချဲကပြောပါတယ်။ S ခန်းကိုဘလို့တင်ခဲ့လဲဆိုတော့တနက်ပြောင်းထိုးတဲ့သူတွေကအကုန်လုံးတယောက်မှမလုံနဲ့အကုန်လုံးလက်မြောက်ဆိုပြီးမှတင်ခဲ့တာအဲ့ဒါကစခန်းတော့မဟုတ်ဘူးပြူအင်အား၈ယောက်စောင်းနေကင်းသေးလေးပါအဲ့ဒါမို့အလွယ်တကူတင်ပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်အဲ့ဒီထန်းတော်ရွာပြစောတီကင်းတဲ့ဟာထန်းကုန်းရွာပြစောတီစခန်းနေတာဆိုနမိုင်းတာကွာဝေးချောင်းနဲ့ပူပိုင်ချဲကဆက်ပြောပါရတယ်။အဆိုပါကင်းတဲ့တိမ့်ပိုင်မှုမှာ G3 ၃လက်၊ကပိုင်း၅လက် ပြောင်းချောနယ်လက်ကိုတင်စီရရှိခဲ့တယ်လို့ဒူစော်ဒီနှုတ်ဦးတည်ဆောင်ပြီး6ဦးကိုဖမ်းဆီးရမိကြောင်းလည်းပြောပါရယ်ကမ်ဘလူခရိုင်ပါကဖာလှူရှာရေးတရင်နဲ့ကမ်ဘလူခရိုင်အမတ်တုံး PDF တရင်နေမီကန်ပါကဖာတွေကဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီးအထီးခိုင်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်းလည်းသိရပါရယ်ပြီးခဲ့တဲ့လစက်တင်ဘာ18ရက်နေ့ကလည်းကမ်ဘလူခရိုင်ပါကဖဦးဆောင်ပြီးတော့ရေဦးဒိုဝန်ပါကဖနဲ့နေမီကန်ပါကဖတွေကကမ်ဘလူမြို့နယ်ဇီကုံမြို့ရဲစခန်းကိုဆင်းနှင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြမ်းမာပြီးပြည့်ရနေကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်